မိဘမှာကာယကံဝစီကံမနောကံနဲ့ပြီးမှမိခင်ခုနပြပါအာကျောင်းနံပါတ်ဖြစ်မှကြိုးဖြစ်ပါတယ်ကျောင်းအခုလက်ရှိတိုင်ကုန်လို့အာဇာနီကိုဆောက်ရနေပါတယ်ညာစိတ်ထဲမှာတော့အဖေတော့လွမ်းတော့ကွာမြဲတဲ့မြဲတဲ့လွမ်းတာလွမ်းတာလွမ်းနေရဆိုရေလို့ကွာအထွေမြင်းစင်းနေပါဆိုနေအဖေတတိယအမြဲနှလုံးသွေးကြောပိတ်တယ်လို့ပြောတာရုပ်တည်ရပေါ့ ်ရုပ်ရည်အဆုံးပါပဲ။သူ့သားလရွေးစဉ်လည်းဖြစ်ကောသူလည်းအရေးအဆက်ဆက်ရဆိတ်လျှော့တယ်နဲ့တူပါတယ်။သူလရွေးစဉ်ဖြစ်တာကိုတိသွားတဲ့အတွက်သူလည်းဝမ်းသာနေပါပါ။သူကိုနှစ်သားတွေကစပြီးတော့ train လာတာပေါ့နော်။ကိုလိုချင်တဲ့လမ်းကြောင်းလေးပေါ်သူ့ကိုတက်ခိုင်းလိုက်တယ်။ကျောင်းထိုင်း ဒီပတ်မှာသွားပြီးတော့တပြိုင်နဲ့ပွဲပွဲတော့ရရဲစူးစိတ်ရအခုတပြိုင်ပဲထိုင်းစီးကိန်းမှာပေါ့နော်အကောင်းဆုံးစုရွှေတစိတ်ကိုပဲမှန်းထားတယ်ပေါ့လိုချင်တယ်ပေါ့ ကျွန်တော်အခုလက်ရှိတိုင်ကွန်ဒိုအာဆာနီကိုဆောက်ရနေပါတယ်။ဟာကျွန်တော်ကအခုလက်ရှိနောက်ရက်25မှာကြီးမမဲ့ဟာတုံးမဲ့တုံးကြီးများစီကိန်းပြိုင်မဲ့မှာကျွန်တော်တွားရွှေရမဲ့ကလာမတရားဖြစ်ပါတယ်။ကတ်မှာလည်းဒီနေ့ကနားရက်ဆိုတော့တလင်းကျောက်ကလာလည်းဖြစ်တော့အမေသွားပြီးတော့ကတ်မှာဖြစ်ပါတယ်။မေ ဟောပိတ်ရမယ်။ဟာမင်းလာပြီးပြတော့တာပိတ်ရလဲဖြစ်တော့။အေးအေးအဲ့ဒါဆိုအင်းနဲ့သွားမယ်လေ။အဲ့ကလေးလေးလာကြတော့တဲ့အတွက်ဒီဘလောက်တော့ဗောဒါတရင်ကျွတ်ချိန်ခါလေးလည်းရှိတယ်ဆိုဘလောက်ဒီမိဘတယောက်နေနဲ့ပီတိဖြစ်ရအင်းဝမ်းသာလားဗောမထင်တာဘူးနိလာမလို့မထင်တာဟုတ်ဗောနားလို့ဝမ်းသာတာဗောအင်းအခုသွားပြိုင်ပြန်ထိုင်းစီးခဲ့ကြီးမှာဗောနော် အကောင်းဆုံးစုရွှေတစိတ်ကိုပဲမှန်းထားတယ်ပေါ့လိုချင်တယ်ပေါ့အာနေပေါ်မှာကာယကံဝစီကံမနောကံနဲ့ဒီမှာမြင်ရခုနခုနပြီဘာလို့လဲကြိုးအောင်ပြည့်ရောင်ရဆင်းရဲကင်းမြောကိုစိတ်နေပြကျဲမှချမ်းသာပါစေနိုင်ငံလည်းရေးစင်ပြီးဖြစ်ပါစေစိတ်ထဲမှာတော့အဖေတော့လွမ်းအောင်ညာ မြဲတဲ့မြဲတဲ့တွင်ရလွမ်းလာလွမ်းနေရဆိုအာတူးဆိုတဲ့ရလို့ကွာအထွန်ညီစင်းနေပါဆိုနေအဖေတို့တတိယအမြဲဆုံးသွားတယ်ဘလားကနလာနဲ့စက်တရလောက်ရှိနလာနဲ့စက်တရလောက်ရှိနှလုံးသွေးကြောပိတ်တယ်လို့ပြောတာရုပ်တည်းရပေါ့ရုပ်တည်းဆုံးသွားတယ်ပေါ့သူ့တော့အတိမပေးဘူးအတိမပေးဘူးမိုးလင်းမှဆုံးတာ7နှစ်နိုင်10မိနစ်ညမှဆုံးတယ် သူ့အတိပေးလိုက်သူအေးပြက်သွားမှာစုမိုးလင်းကြမှာဒါလိုက်အမလူသွားပြီးတော့ပဲခေါ်ခိုင်းလိုက်တော့လေသူသူကိုနှစ်သားတွေကစပြီးတော့ထရိန်လာတာပေါ့နော်ကိုလိုချင်တဲ့လမ်းကြောင်းလေးပေါ့သူ့ကိုတက်ခိုင်းလိုက်တယ် သူကလည်းဝါသနာပါတယ်မိဘကလည်းပံ့ပိုးတယ်ဆိုတော့သူကလည်းဝါသနာနဲ့ဆိုတော့တဖြည်းဖြည်းနဲ့ကလေးကဟိုဘယ်လိုပြောမလဲဆိုတော့တစ်ဆင့်နဲ့တစ်ဆင့်မြင့်မြင့်လာတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဟို international dan နေပါယူတဲ့ကုန်ဖြည်ပြီးလို့၃ဆင့်ကိုအောင်ပြီးသွားပြီအလုံးပေါင်း၉ဆင့်ရှိတာဆိုတော့လေဟိုကြံတာချက်ပြီးတော့သူဆော့ဆော့ဘူပဲရှိတော့တာပေါ့ဂျူနီယာရောက်ဖို့ဆိုရလဲမလွယ်ဘူးလေအများနဲ့ကိုကကြိုးစားနေမှရမှာဆိုတော့သူများသူများတဲ့ပို့ပြီးတော့ကိုကအများနဲ့ပို့ပြီးတော့ကြိုးလေးစားရမယ်ပို့ပြီးတော့ ဒေးကြည့်ရမယ်ဘယ်လိုအဲ့လိုလုပ်ပြီးတော့ကျွန်တော်တဖြည်းဖြည်းဒေးကြည့်ရင်ဒီစင်တီတောက်တယ်တော်လို့ထိုင်ဟာဒီပတ်မှာသွားပြီးတော့တပြိုင်နေပွဲပွဲတော့ရတာဖိကောပြန်ပွဲတော့ရှားရဲ့ပြန်မယ်ပြန်မယ်တော့ရတဲ့စူးစိတ်ပါဒီပတ်သွားပြိုင်တာဘယ်နှခေါက်လောက်ရှိလဲဟာပြီးတော့သွားပြိုင်တာ၃ခေါက်ပြန်ဟာ ထိုင်းနှစ်ခေါက်တိဝါတစ်ခေါက်အော်ဒါဆိုဒီဥစ္စာလေးဆိုဒါတိဝါကဒါတိဝါတိဝါကုမင်းကုမင်းတိုက်ဝဲတော့ဥပန်းဒါအဲ့တော့ရွှေတစ်ခုဝင်တစ်ခုရတယ်ရန်ကုန်တိုင်းလက်ရွေးစင်အဖြစ်နဲ့လက်လေးနဲ့စက်တိုက်ရှုရွှေတွေယူပေးခဲ့တယ်မြို့သားကစားပွဲတော်ကြီးမှာလည်းရွှေတစ်စိတ်ရအောင်ယူပေးခဲ့တယ်ဒါကြောင့်မို့သူကဒီလိုနေရာကိုရောက်ဖို့အရွေးချက်ခံရတာပေါ့ဒီနေရာရောက်ဖို့ကလည်းတော်တော်နဲ့မလွယ်ဘူး မလွယ်ဘူး၁၀ယောက်လောက်မှမ၂ယောက်လောက်တော့မကြံတဲ့နေရာဆိုတော့ပြောတာပေါ့သူ့အဖေကအပျော်ဆုံးပဲသူအရန်ဖြစ်စေချင်တာသူ့သားကိုလယ်ရွေးစင်ဒါဖြစ်စေချင်တာသူ့သားလယ်ရွေးစင်လည်းဖြစ်ကောသူလည်းအရရဆက်ဆက်ရစိတ်လျှော့တယ်နဲ့တူပါတယ်သူလယ်ရွေးစင်ဖြစ်တာကိုသိသွားတဲ့အတွက်သူလည်းဝမ်းသာနေပါပါအဲဒါတော့ဘယ်လိုလုပ်ရမလဲပြောချင်တယ်ဒါမှသာပြရမှာစေပေါ့ မေမေကကိုနာမှာမြည်မြဲကိုကအကောင်းဆုံးလုပ်ပြီးတော့အမေနဲ့ဆူယူတာဆူလာဆူယူတယ်ဘယ်လိုပြတိပေးချင်လဲဖြစ်နိုင်ရင်တော့လိုက်ပြီးအပေးချင်တာပေါ့နော်ကိုနှစ်သားကနေစထားခဲ့တာအခု16နှစ်ပြီတော့မယ်17လပိုင်းဆို16နှစ်ပြီပြီ16နှစ်ပြီပြီဆိုတော့လူချင်းနဲ့ပန်းနိုင်အောင်ရောက်လာပြီပေါ့ဒါပေမဲ့မစုံသေးဘူးလူသေးတယ်ပေါ့နော် ြောမဲ့တာပြောတာဒီစုလေးတစ်ခုကဘာမှမဟုတ်လို့ပြောမယ်ဒီဟာလေးတစ်ခုရဖို့အတွက်ကိုအရန်စူးစမ်းထားရတာอืมလေရွေးစင် ဖြစ်သွားပြီဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးဒါပေမဲ့ဒီလိုအခြေအနေရောက်တဲ့အထီးတီးကိုကျင့်နေတယ်ပေါ့နော်ဒါပေမဲ့လူကျင်သေးတယ်ပေါ့နိုင်ငံနေနိုင်ငံပေါင်းစုံပတ်ပြိုင်ပြီးတော့ရလာမယ်စုတစိတ်တွေကိုမြင်ကျင်နေတယ်ပေါ့အခုလဲဒီတိုင်းမှာတကယ်လို့သွားဆော့လို့ရှိရင်လဲအကောင်းဆုံးစုပဲ ရလာစေခြင်းနဲ့မိဘကလည်းနောက်ကနေပြီးတော့ပံ့ပိုးပေးမယ်ဆရာဆရာမတွေကလည်းသင်ကြားပြသပေးမယ်အဓိကကကိုယ်ပဲစူးစမ်းဖို့ပဲလိုတော့တယ်စူးစမ်းပြီးတော့စုတွေရအောင်ယူဖို့ပဲရှိတော့တယ်